င်္ဂလာပါခင်ဗျာကျွန်တော်ကဆွဲတက်ပါ DVB ရုံမြင်သံကြားညနေ၄နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါပါမြန်မာသတင်းကမ္ဘာသတင်းနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြပါပါခင်ဗျာမဲဆွဲစည်းရုံးရမှာတော်လန်ရင်းဆိုတဲ့စကားလုံးသုံးနှုန်းခဲ့တဲ့ပြည်သူပါတီမှသင်္ကန်းချုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဥလွင်မြင့်ကိုအရေးယူသွားမယ်လို့စစ်ကောင်စီလက်အခံရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်နွေဘာလ16ရက်နေ့က ော်လိုင်းရင်းဆိုတဲ့စကားလုံးသုံးပြီးမဲဆွဲစည်းရုံးခဲ့တဲ့ပြည်သူ့ပါတီကကိုယ်စားလှယ်လောင်းကိုအရင်မြူဘူးလားလို့စီအိုစုနဲ့ပြည်တွင်းသတင်းမီဒီယာတွေနဲ့အုပ်စုဖွဲ့တည်ထောင်ထားတဲ့ Viber Group မှာမြန်မာ Nations Post သတင်းဌာနကမေးမြန်းခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံ UEC ဘက်ကအကြောင်းအရမှန်ကန်မှာကတရားစွဲအဖွဲ့အစည်းများကတပ်ဆိုင်ရာဥပဒေနဲ့အရေးယူမှာဖြစ်ပြီးအရေးယူဆောင်ရွက်ပြီးပါကရွေးကောက်ပွဲကော်မရှင်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်တွေနဲ့ဆက်လက်အရေးယူသွားမယ်လို့ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။သင်္ကန်းကျောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ဟာနိုဝင်ဘာလ12ရက်နေ့ကဦးလွင်မြင့် TikTok အကောင့်ကနေသူ့ရဲ့သားဟာ2021ခုနှစ်ရေတော်ပုံမှာပါဝင်ခဲ့ပြီးမကြသေးခင်ကမှထောင်ကနေလွတ်မြောက်ခဲ့ကြောင်းမဲဆွဲစီယုံရင်လက်ကမ်းကြော်ညာစာမှာဆရာနာသိမှုကိုစန့်ကျင်သော2021ခုနှစ်ຫນွေဥတော်လိုင်းရေးခုတုံနှောင်းဖော်ပြခဲ့ကြောင်း အလားတူထောင်တွင်းနိုင်ငံရေးအကျဉ်းသားများအတွက်ငွေကြေးနဲ့ထောင်ဝင်စာတရတားပါဝင်ကူညီခဲ့ကြောင်းပြောဆိုက Life Link မဲဆွယ်စီယုံခဲ့တာဖြစ်ပါတယ်ခင်ဗျာထိုင်းမြန်မာနယ်စပ်ရှိမောရမြို့ကိုလက်လွတ်လိုက်ရတဲ့အတွက်စစ်ကောင်စီကကန်ယွန်ရန်စစ်ဌာနချုပ်ကာရခတိုင်မူဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုစုံခုံစစ်ဆေးနေတယ်လို့နေပြည်တော်သတင်းရှင်းမြစ်တွေစီကနေသိရပါဗျာ ကယုန်လန်းစစ်ဌာနချုပ်လာအခန့်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောရမြို့နယ်ကစစ်ကောင်စီရဲ့ခန့်စစ်စခန်းကိုနိုဝင်ဘာလ14ရက်နေ့မှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ15ရက်နေ့မှာတိုင်းမှုစစ်ဆေးခံရတာလို့နီးပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။နိုဝင်ဘာလ15ရက်နေ့ကဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းစွေနဲ့အဖွဲ့မှဗိုလ်ချုပ်ကျော်ကျော်ဟန်နဲ့နီးပြူဟာအဖွဲ့ကိုဘဲမြို့နယ်ရှိကာရခတိုင်းရုံးမှာစုံခုံစစ်ဆေးခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်းဆောင်ကနိုဝင်ဘာလ16ရက်နေ့မှာကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုတွားရောက်ခဲ့ပြီးအရှိတောင်တိုင်းစစ်ဌာနချုပ်ကစေဦးစီစေရီစစ်ထောက်နဲ့နီးပြူဟာကစစ်ကောင်းစီအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတန်တမရကစစ်ကောင်စီကိုမုကုံမြို့နယ်ခေါ်သွင်းလာမယ်ကြောင်းအသိပေးပြောဆိုလာတယ်လို့ဒေတာတော်လိုင်းအင်အားစုတွေကပြောပါရယ်တုဒ္ဒချန္တာသတင်းပေးပို့ထားပါရယ်ခင်ဗျာ တန်တမ်ရော DNL ကစစ်ကောင်စီကိုသူတို့ကိုယ်တိုင်မန္တလေးတိုင်းမိုးကုံမြို့ရဲခေါ်သွင်းလာမယ်အကြောင်းဒေသတော်လှန်ရေးအရာသူတွေကိုအတိအလင်းပြောဆိုထားတယ်လို့မိုးကုံသူပိတ်ခေါင်းဆောင်ကအတည်ပြုပါတယ်။နိုဘမ်ဘာ15ရက်နေ့ကတရုတ်ပြည်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့ DNL တို့ရဲ့အစည်းအဝေးပြီးမှဒီသတင်းစကားထွက်ပေါ်လာတာပါ။ DNL ကနိုဝင်ဘာ29ရက်နေ့နောက်ဆုံးထားပြီးမိုးကုံမြို့ကနေထွက်ခွာမှာဖြစ်တဲ့အတွက်နိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်စီဘာတခါတည်းမိုးကုံမြို့လည်းဝင်ရောက်လာမယ့်အခြေအနေဖြစ်ပါတယ်။ ဒီချင်းရင်နဲ့ပတ်သက်ပြီးတော်လိုင်းအရာစုတွေအကျဉ်းချဆွေးနွေးနေကြတဲ့ဖြစ်ပြီးဘလို့ရှေ့ဆက်မယ်ဆိုတော့ဆုံးဖြတ်ချက်တော့မထွက်လာသေးပါဘူး။ဒီကြားတော့ပဲဆိုတာဒီဘက်ကကျွန်တော်တို့အားစုတွေကို TNL ရခေါ်ပြီးတော့မှသူတို့ကိုယ်တိုင်ပေါ်သွင်းလာမယ်လို့အတိအလင်းပြောတယ်။တော်တော်ခက်ခဲတာပေါ့။သူကိုယ်တိုင်စစ်ကောင်စီကိုခေါ်သွင်းပြီးတော့မှစစ်ကောင်စီရောက်ပြီးအခြေချပြီးဆိုမှသူကပြန်ဆုတ်သွားမယ်လို့အဲ့ဒီလိုပြောတာပေါ့နော်။ သူတို့နဲ့စစ်ကောင်စီနဲ့ကြားမှာတော့သူဆက်ဆံရေးယုံထားပြီးတော့မှသူတို့လုပ်ငန်းတွေကတော့ပြန်လုပ်ကြမှာတင်တယ်။တခုရှိတာကကျွန်တော်တို့ကလောက်ရကြိုင်ရအရန်ခတ်သွားတာပေါ့။ DNL နဲ့လည်းကျွန်တော်တို့ကမဟာမိတ်ကမပြတ်ချင်ဘူး။ဆိုတော့တစ်ဖက်မှာလည်းစစ်ကောင်စီကိုကျွန်တော်တို့ကဒီမျိုးတွေမဝင်ရေးဆိုတဲ့ဟာရှိတာပေါ့။လောက်ရကြိုင်ရတော့တော်တော်ခက်တယ်ကြာ။တော်လည်းအရာစုဘက်ကတော့ဟိုကျွန်တော်တို့ အများကြီးတိုင်ပင်ကြတော့ဆွေးနွေးကြတော့ချင်းကျင်နေကြတော့ပေါ့နော်တစ်ဖက်မှာလည်းမဟာမိတ်ပေါ့နော်မိုးမိတ်ကတော့ဘာပဲပြောပြောကျွန်တော်တို့ចောင်းသားတက်မတော်နဲ့ကြင်ရကူမယ်ဆိုတော့တစုံတရာအားရှိတယ်ပေါ့နော်မဟုတ်ကူရောအကေစစ်ကောင်စီပြန်မဝင်လာရေးပေါ့နော်ဘလို့မဟာမိတ်တွေကကူညီကြမလဲပေါ့နော်ဥညနိုင်မလဲပေါ့နော်ကျွန်တော်တို့ဘက်ကရောဗာပြင်ဆင်ထားဖို့လိုတယ်လေပေါ့စသဖြင့်တော့ဒီဘက်မှာတော့အချိန်အနည်းကျွန်တော်တို့တိုင်ပင်နေကြပါတယ်ဗျဟုတ် ဒီအချိန်နဲ့ပတ်သက်ပြီး GNL ပြောရေးဆိုခွင့်ရှိသူကို DVB ကဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့လက်ရှိအချိန်ကြီးပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။မိုးကုတ်မြို့နဲ့မုံမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ GNL နဲ့မဟာမိတ်တွေကတည်ယူခဲ့တာဖြစ်ပြီးတနှစ်ကျော်ကြာမှပြန်လည်လက်လွှဲရမယ့်အခြေအနေဖြစ်လာတာပါ။တပိတ်ချင်း KI မိုးကုတ်မြို့နဲ့နေမင်းချင်းဆက်ဆက်နေတဲ့တပိတ်ချင်းမတရားဆင်ကူနယ်တွေအကုန်လုံးမှာစစ်ကောင်စီကစစ်ရေးအသာစီးပြန်ယူနိုင်ဖို့ကြိုးစားနေပါတယ်။ မိုးကုံမြို့ကိုပြန်မဝင်ခင်မှာပတ်ချလိုက်မြို့နယ်တွေကိုပါပြူဟာတကြပြန်ထိန်းချုပ်နိုင်မှုစစ်ကောင်စီကပြင်ဆင်နေတာဖြစ်ပါတယ်။မထင်မှတ်တဲ့လမ်းကြောင်းဆိုတာကတော့တို့ကလောလောဆယ်မရီယာနယ်မြောက်ချမ်းနဲ့ရှင်းမြောက်ချမ်းမှာစစ်ကြောင်းနှစ်ကြောင်းရှိတယ်ဗျ။မရီယာနယ်မြောက်ချမ်းကတငါတောင်ရွာနဲ့မြောက်ရွာကူးတဲ့လမ်းကနေချောင်းရုံနှကန်းတိုင်းအနောက်ထိုးပြီးမှဒဂျင်ရွာဘက်ကနေမြောက်ထုံမဲ့တကြောင်းရဲ့လို့ကျွန်တော်သုံးသပ်တယ်။နောက်တကြောင်းကကြာဆယ်တော်ဘက်မှာရောက်ရှိနေတဲ့ကြောင်းကဆယ်တော်ဘက်ကနေနောက်ကားလမ်းတိုင်းဆင်းလာပြီးလို့ရင်ကိုးပြုံဘက်ကနေတောင်ကျင်တိုင်းမြောက်ထုံမဲ့ဆိုရင်လည်းရတယ်ဗျ။အဲအဲ့လိုနှစ်ကြောင်းတော့ကျွန်တော် ရှိထားတယ်လို့သတင်းရသိထားရတယ်။ကားလမ်းကြောင်းတိုင်းမထိုးပဲအတန်းထိုးမယ်ဆိုရင်တော့အဲ့လိုအကြောင်းလေးတော့ရှိတယ်ဗျ။တရုတ်ဆိုရကမြောက်ပိုင်းမဟာမိတ်တွေကိုဇက်တိုက်ဖိအားပေးခဲ့တာကြောင့်ဧပြီလထဲမှာလာရှုမျိုးကိုကုကန်တက် MNDA ကပြန်လက်လွတ်ခဲ့ရပြီးနောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်တွေဟာရှမ်းမန်းဆက်ဆက်နယ်ကနောင်ချိုတီဘောကြောင်းမယ်လို့ကိုဆက်ပြီးလက်လွတ်ခဲ့ရပါတယ်။ အခုမိုးကုတ်မိုးမိတ်တို့ကပါမြောက်ပိုင်းမှာမိတ်တွေကဆက်လက်လွှတ်ရရင်တော်လန်ဤတစုံလုံးကိုထိခိုက်လာနိုင်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လန်စစ်အတွက်လူငယ်တပ်သားစစ်တွေထပ်မံဖိတ်ခေါ်တဲ့ကြေညာချက်ကိုအောက်တိုဘာ30ရက်နေ့မှာထုတ်ပြန်ပြီးအင်အားဖြည့်တင်မှုကြိုးစားခဲ့ပါတယ်။ကျွန်တော်သုတချန်တာပါတနင်္လာရီတိုင်းတနင်္လာရီမျိုးနယ်မှာစစ်ကောင်စီတပ်ရဲ့ရိတ်ခါရင်နံတက်လာတဲ့အချိန်ကြေးရွာတွေကိုအမြောက်တပ်ရင်းတွေကနေ ဒရုန်းတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေစီကနေသိရပါဗျ။နွေမာလာ16ရက်နေ့မနက်ဆန်နာရီအချိန်ဝန်းကျင်လောက်ကဘိတ်ကနေတနင်္သာရီဘက်ကိုစစ်ကောင်စီရိခါရင်တန်း3စီးတက်လာခဲ့ပြီးရင်တန်းသွားလာရလမ်းပိုင်းကဗန်လမော့ကျွာတဖက်ကန်းကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးတွေကိုဇပွဲအခြေဆိုင်ခမရ956တက်နဲ့မော်တုံးခြေဆိုင်အမတ306တက်တွေကနေပြစ်ခတ်ခဲ့တာဖြစ်ပြီးဗန်လမော့ကျွာအပြင်ရန်ဖို့ကျွာ တံတားနီးကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး drone တွေနဲ့ဘုံတိချတိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်စစ်ကောင်စီတပ်ကအခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာထိုင်းမြန်မာနယ်စပ်ကုန်းကဲစခန်းရှိတဲ့မောရောင်မြို့ကိုလက်လွတ်လိုက်ရပြီးတဲ့နောက်မောရောင်သွားရလမ်းပိုင်းကတိန်ခွန်းနဲ့တဲဖြူကြွေရတွေမှာစစ်အင်အားနဲ့ရဲခါအင်အားတွေကိုဖြည့်တင်းနေတယ်လို့သိရပါပါတယ်ခင်ဗျာ။ မော်ကော့ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာမှာကိုစိုးရိမ်လာကြောင်းဒေသခံတွေအနေနဲ့ယာယီနေရစွန့်ခွာမှုတွေရှိလာတယ်လို့ဒေသခံတွေရဲ့ပြောပြကြားရသိရပါဗျ။စစ်တပ်ရဲ့စစ်တပ်နဲ့ TNL တို့အပြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးထားပေမဲ့ပြည်သူ့ကွယ်တပ်ဖွဲ့တွေကတော့ကြံရှိနေအောင်မှာဖြစ်တဲ့အတွက်အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။စစ်တပ်ကအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာနိုင်တာကြောင့်မန္တလေးနဲ့ရှမ်းပြည်နယ်အများပိုင်းကိုဒေသခံတွေကရွှေ့ပြောင်းနေကြတယ်လို့သိရပါဗျ အဲ့ဒီလိုရွှေပြောင်းသူတွေများလာတာကြောင့်ယင်းစည်းကားတွေကလည်းငွေကျပ်6သိန်းကနေ7သိန်းဝန်းကျင်အထိမြင့်တက်လာတယ်လို့သိရပါတယ်နွေဘာလ6ရက်နေ့ကလည်းမိုးကုတ်မှာဆရာနာရှင်စနစ်ကိုအလိုမရှိကြောင်းနဲ့မိုးကုတ်မြို့ထဲကိုအကြမ်းဖက်ဆဲအုပ်စုတွေပြန်လည်ဝင်ရောက်လာမှာကိုလုံးဝလက်မခံနိုင်ကြောင်းဖော်ထုတ်ပြသတဲ့အနေနဲ့မိုးကုတ်မြို့မှာမြို့လုံးကျွတ်တန်ပုံတီးဆန္ဒပြခဲ့ကြတာတွေရှိတယ်လို့ GSCB ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ တောင်ပြိုရေကြီးမှုကြောင့်လေကတရာခန့်မြေဖုံးလွှမ်းခဲ့တဲ့ရွာငံမြို့မှာစကွဲတိတ်ကိုကြက်ရှိတောင်းပေးပြီးဝမ်းစာဖြစ်တင်းနေရပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဆန်ကုန်းတဲ့အတင်းကစကွဲအချောတိတ်ကိုရောင်းစည်းကျက်၄၈၀၀၀ဒါထုတ်ပြန်ထားပေးမယ်။တောင်ပြိုရေကြီးခဲ့လို့ဝမ်းစာမဖူလုံတော့တဲ့ရွာငံမြို့နယ်ကြောင်ငက်ကြီးရွာမှာတော့စကွဲတိတ်ကိုကြက်၈၈၀၀၀ပီးဝယ်စားနေကြရပါတယ်။ကျွန်တော်တို့ဒီစပိုင်းလူကြီးက င်ချီရ260လောက်စီးရနေမှာလူဥရဲ့အဖြစ်ပြောမယ်ဆိုရင်ထုံ900ပေါင်းကျင်လောက်နေထိုင်ပါတယ်ဒီရောက်ရောက်မှာဟိုခါရင်းနှီးပြကြတော့ဟာဒီစပတ်ကိုမိခိုစားသုံးဒီအတွက်အဆောက်နေရေးလဲဟိုအရှင်ပြေးပါတယ်ဒီနှင်းနေထားကြတော့ဟာအဆောက်နေရေးရှင်ပြေးလဲမှုမရှိဒီအတွက်ရန်ကုန်ဖက်နေပြီခမကျွန်တော်တို့ဆန်းဟိုတပန်းကျူနှီးပန်းကျူသုံးပန်းကျူအဒီလူလေးကိုပဲဝယ်ဆက်ရတယ်ဒီဆောင်လေးကလည်းပဲဟိုစားဖြီကုန်ပေါ့ဗျာမစင်ယုံစားရတဲ့နေထားပါပဲ အဲ့ဒီဆံတလုံးလည်းပဲကျွန်တော်တို့ဖျောက်ရော့လာရင်ဆစ်တုံးကူတုံးတစ်သိန်းဒီလူပဲဝယ်စားနေရတယ်ပိန်ကျူးလေဟိုဆံကောင်းတော့မှမစားနိုင်ငယ်ဘောကဆံတန်းကိုရော့နေတယ်ကျွန်တော်ဖမ်းပါဆံတန်ချိန်73တန်းလောက်ထွက်ရှိနေတဲ့နိုင်ငံမှာလက်တလုံးစဘာပေါ်ချိန်ဖြစ်ပြီးဆံစဘာလက်ကြံများနေတာကဘာဆံစည်းကွက်ကျဆင်းနေတာကြောင့်ဆံတင်ပို့မှုလည်းနေပါနေပြီစဘာစည်းတွေလည်းကျဆင်းနေတာဖြစ်ပါတယ်ဒါကြောင့်ရန်ကုန်မြို့မှာဆံစည်းဟာစကွဲအောက်ရောက်နေတယ်လို့ စကွဲတိတ်ကလည်းကြက်၄၈၀၀တာရှိနေပါတယ်။ကျောင်းငယ်ရွာကစကွဲရောင်းချတဲ့ကုန်းဆုံဆိုင်တစ်ဆိုင်မှာတော့စိန်မသေးတာကျဲသုံးပွင့်စတဲ့ရန်ကုန်မြို့ဘင်းနောင်ပွဲရုံတန်းကတင်ပို့လိုက်တယ်။စကွဲတွေကိုရောင်းချနေသူတို့ကတော့စံကျုံးလိုဒေသကခေါ်ဆိုကြတဲ့ကြီးရွာစကွဲတိတ်ပေါက်စင်းနဲ့ပတ်သက်ပြီးခုလိုပြောပါတယ်။သူတို့ကဟုတ်ဒီကာသမလာချပြည့်တွေကုန်တဲ့တူကအဲကျွန်တော်တည်းအဲဟိုဇာဘောဗျာကျွန်တော် အမြပဲစားပါတိုက်ကို2000တထောင်လောက်ပဲစားရတယ်အဲဒီကောင်ကကြတော့9000နဲ့ဩ9000နဲ့9000ခွဲဒါ9000နဲ့9000အခြေ3000လောက်10000နဲ့9000ဒါကြောင့်စံစည်းတွေကိုပြီးခဲ့တဲ့2023ခုနှစ်အခုလိုစပါပေါ်ချိန်မှာစတင်ကန့်တက်ခဲ့ပြီးဆန်စည်းမကြည့်အောင်ရန်ကုန်မြို့နယ်မြို့ကြီးအချို့မှာတက်မှတ်စည်းအတိုင်းကားနဲ့လက်လံရောင်းချတာဝါရမ်းဆန်ကုန်စီတိုင်းမှာလက်လီဆိုင်တွေဖွင့်လှစ်ရောင်းချတာတွေ စတာတွေပြုလုပ်ခဲ့ကြပါတယ်။ဒီလိုမျိုးပေါ်မှာတတ်မှတ်စည်းအတိုင်းရောင်းချခဲ့ပေမဲ့ရွာငံမျိုးကတဘာဝဘေးကြောင့်လေယာဉ်မြေပျက်စီးဆုံးရှုံးပြီးဝမ်းစာမဖူလုံတဲ့ဒေသမှာတော့စကွဲတဲ့အိတ်ကိုစစ်ကောင်စီတတ်မှတ်ထားတဲ့စီထက်သစပုံပေးပြီးဝယ်ယူနေကြရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဇူလိုင်လအတွင်းပင်းတရတောင်တန်းမှာတောင်ပြိုရေကြီးရာတွေပထမအဆုံးဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်လေယာဉ်မြေတွေလူနေအိမ်တွေနဲ့လူခုနှစ်ဦးတေဆုံးခဲ့ပြီးအဲ့ဒီတောင်တန်းရဲ့အနောက်ဘက်ခြမ်းမှရှိတဲ့ ရွာငံမြို့နယ်ကြောင်ငံကြီးရွာရှိလေယာမီတွေနဲ့နှုံးဝင်သားကျောက်တုံးနဲ့တစ်တုံးတွေဖုံလန်းကုန်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်တောင်ကြားလွင်ပြင်မှာရှိတဲ့ဆင်လေချောင်းနဘေးဝဲရကလေအကာ120ကျော်ရှိတဲ့ဆင်လေခွင်းဟာအကတရာလောက်ပျက်စီးသွားတာဖြစ်ပါတယ်။ကျမဟန္နာပါ။ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြီးရှုလိုက်ပါရှင်ယခုကြွာကို စကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် DVB TV News မကွေးတိုင်းပေါ့မြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ပြည်သူ၃000ခန့်နေပါစစ်ဘေးတန်းရှောင်နေကြရတယ်လို့ ပန်းမြွတ်နယ်လူသားစာနာအဖွဲ့အစည်းကနေသိရပါဗယ်။နွေမာလာ15ရက်နေ့ကလေးကပန်းမြွတ်နယ်မြောက်ပိုင်းကိုမြိုင်မြွတ်နယ်စက်မှုနှစ်ဘက်ကဝင်လာတဲ့စစ်ကြောင်းနဲ့ကပ္ပါစာ24ကနေထွက်လာတဲ့စစ်ကြောင်းနှစ်ကြောင်းစုစုပေါင်းစစ်ကြောင်း3ကြောင်းကစစ်ကောင်စီတပ်သားအင်အား900လောက်ဟာကျေးရွာတွေဘက်ကိုစစ်ကြောင်းထွက်နေတာလို့ဆိုပါတယ်။စစ်ကြောင်း၃ကြောင်းတပြိုင်တည်းထိုးလာတဲ့အတွက်ဘဲကိုဥတီမလဲဆိုတာကိုမသိရပဲရုတ်တရက်တင်းရှောင်ရတဲ့အတွက်စားနေရခါတွေလည်းခက်ခဲရှိနေတယ်လို့ပမ်းမြို့နယ်လူသားစာနာအဖွဲ့တာဝန်ရှိသူကပြောပါရယ် စစ်ကြောင်းကြောင့်ပေါ့မြွနယ်မြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းကကျွရ49ရွာမှာရှိတဲ့လူဦးရေ3000ခွဲနီးပါးဟာနိစ္စရတောတောင်တွေကိုတင်းရှောင်နေကြပြီးစောင်းရသည်ဖြစ်တဲ့အတွက်အဝိထွေဆောင်ချင်အောင်နဲ့စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့သိရပါဗျ။နိုဝင်ဘာလ16ရက်နေ့ကနေ18ရက်မနက်ပိုင်းထိစစ်ကြောင်းနဲ့ကာကွယ်တပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးကျွရတွေဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။ ကဗျာဆရာမိုးနေကချွင်းနဲ့လူလူသွေးပွင့်ဖူဖူຫນွေဥကဗျာအမည်ရှိတဲ့စာအုပ်ကိုရောင်းချပြီးရရှိတဲ့အမြတ်ငွေအားလုံးကိုနိုင်ကျင်းထောင်ဝင်စာနဲ့မြေပြင်မှာအကူအညီလိုအပ်နေတဲ့သူတွေစီကိုလှူဒါန်းသွားမယ်လို့ကဗျာဆရာမိုးနေကပြောပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်9နှစ်တာအတွင်းကဗျာဆီယာမိုးနေရေးဖြစ်ခဲ့တဲ့ကဗျာပုတ်တရားကျော်တွေက85ပုတ်ကိုပြန်လည်ရွေးထုတ်ထားတာဖြစ်ပြီးနွေဘာလ6ရက်နေ့မှာမဟာချိုစာပေကနေထွက်ရှိလာတာဖြစ်ပါတယ်။နွေဦးတော်လန်ရင်မှာပါဝင်နေတဲ့ လူငယ်တွေရဲဘော်တွေနဲ့နိုင်ကျင်းတွေအတွက်စိတ်ခွန်အားပေးတဲ့ကြံပြားတွေကိုရေးခဲ့တာဖြစ်ပြီးထုတ်ဝေသူနဲ့တွေ့တဲ့အတွက်တလာတွင်စာအုပ်လုပ်ဖြစ်သွားတာလို့ကြံပြားဆရာမိုးနေကပြောပါတယ်။နယူးယောက်ကပြားစာအုပ်ကိုထိုင်းနိုင်ငံတွင်ဘန်ကောက်ချင်းမိုင်နဲ့မဲဆောက်စင်ကာပူနိုင်ငံမလေးရှားနိုင်ငံနဲ့အမေရိကန်နိုင်ငံတွေမှာစာအုပ်ကိုယ်စားလှယ်တွေကနေတဆင့်ထိုင်းဖက်ငွေ250နဲ့ဝယ်ယူနိုင်တယ်လို့သိရပါတယ်။ ကဗျာဆရာမိုးနေဟာ1981ခုနှစ်မှာကဗျာစတင်ရေးခဲ့တာဖြစ်ပြီး1988အရေတော်ဘုံကိုဖျက်ဆီးခဲ့တာ2020ခုနှစ်မှာကြာဆိုင်အမည်ရှိတကောတော်လုံးချင်းကဗျာစာအုပ်ထွက်ရှိထားပါတယ်ခင်ဗျာအကယ်ဒမီမြမကုံဦးဆောင်ပါဝင်ပြီးဒရိုက်တာကိုပေါရိုက်ကူးထားတဲ့ပြုံပြုံလေးຫນွေဥတော်လိုင်းရုပ်ရှင်စကားကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာပြသခဲ့ပါတယ်မောင်တူပြပို့ထားပါတယ်ခင်ဗျာ ုတ်ကဲ့ပါရှင်ဒီနေ့ကျမတို့တွေမေဆောင်မြင့်မှာတခင်းနဲ့ကြည်လာရအတ िश ူအားပေးလာကြတယ်ဒေါ်လန်မိသားစုတွေဒါဆရာတို့ဖခင်ကြီးကိုလည်းဥထိတ်ထားပါရဲ့နော်ဒီရုပ်ရှင်ကယူလာရောက်ချီးမြှင့်ပေးတဲ့အတွက်ဥထိတ်ထားပါရဲ့ဗျာဟုတ်ကဲ့ပါပြုံပြုံလေးရုပ်ရှင်ကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာဒီကနေ့ပြသတဲ့အခါလက်မှတ်တစ်စောင်ဘတ်300နှုန်းနဲ့ပိတ်တက်900ကျော်ယုံပြည့်အားပေးခဲ့ကြပါတယ် ဇက်ကတကလုံးကအခုလက်ရှိပေါ့နော်မြန်မာနိုင်ငံရဲ့နိုင်ငံအခင်းချင်းတစ်ခုလုံးပြတာဖြစ်တယ်နောက်20အဲနောက်20မတိုင်ခင်ကိုဗစ်အဲအာနာသိန်းကြီးမတိုင်ခင်ကစပြီးရောဒီတော်လိုင်းကာလတစ်ချောက်လုံးမှာကြီးခဲ့မြန်မာပြည်သူတွေခံစားနေရတဲ့ကြုံတွေ့နေရတဲ့အရာတွေအားလုံးပြတ်တတ်တာဖြစ်တယ်အဲ့တော့ဒီကားကိုကြည့်ပြနေတော့ဗျာမြန်မာပြည်သူတွေကကိုယ်တိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုယ်တိုင်ရင်ဆိုင်နေရတဲ့အရာတွေအားလုံးကိုမြင်တွေ့ခံစားရမယ်အဲ့အတွက်ကြောင့်မို့လို့ဒီကားကတကယ်ပဲဟိုမြန်မာပြည်သူတွေအတွက်အကျိုးရှိတဲ့ခါလကားကိုပြောလို့ရတယ် we are together တော်သားလေးကိုရှော့စိတ်ကိုကြည်ကြည်လေးထားပြုံးပြုံးလေးနဲ့ဟုတ်ကဲ့ဒီပြုံးပြုံးလေးရုပ်ရှင်ကမှာပေါ့နော်အာကျွန်မဒီကိုကျော်ရဲ့အမနေရပေါ့နော်တရုတ်ဆောင်ခဲ့ရပေါ့အဲဒါမဲ့ဇိုင်းခန့်လေးရတော့အများကြီးမဟုတ်ပေါ့နော်ဒါပေမဲ့လည်းဒီကိုလုံနိုင်တဲ့ဖက်မှာပေါ့နော်အတက်နိုင်ဆုံးစူးစမ်းပြီးတော့ဒီဒီကားက တကယ်ရကြတော့ဒီဒေါ်လာရေးကားဖြစ်တဲ့အတွက်ပေါ့နော်အကုန်လုံးကလည်းဒီကောင်းမှာဒီကိုတက်နိုင်တဲ့အင်အားလေးနဲ့အထုံခွန်ဆိုင်လေးတွေရိုက်ပေးထားတာကိုပေါ့နော်ပြည်သူတွေကိုချပြတဲ့ကားဖြစ်ပါတယ်ဒါညီမနေနိုင်ကတော့ဂုံယူတာပေါ့နော်ကိုကိုတိုင်းကလည်းစီရီယံတယောက်ဖြစ်တာအတွက်ဒီလိုမျိုးကားမျိုးကိုရိုက်ရတယ်ကိုရဲ့အင်အားလေးနဲ့ဒါတိုင်းပြည်အတွက်တရောက်တနေရာကနေပြီးဖန်ဝင်လေးရှာပေးရတဲ့အတွက်မှာအဲ့ဒီမှာအများကြီးဂုံယူပါတယ်ရှင်ဒီရုပ်ရှင်ကိုကရင်နီပြည်နယ်ဒီမော့ဆိုဖရူဆိုနဲ့ဖားဆောင်မြို့နယ်တွေအတွင်းမှာ ကရင်နီတော်လန်ရေးရဲဘော်တွေပါဝင်ပြီး2024ခုနှစ်ကစတင်ရိုက်ကူးထားခဲ့တာပါဒါလာရမုံကိုကျမတို့ကတရားရခိုင်တော့ပေါ့နော်မြေပြင်ကိုစီးတဲ့မကရီနီကိုပဲစီးတဲ့မှာမယ်ပြီးတော့ပထမကြိမ်လဲကျမတို့ဒီပေါ့နော်အလူငွေကိုခွဲရမ်းချပြီးတော့လူရမ်းငါကိုလဲဇွန်မီတင်နဲ့ပြပြီးသွားပြီပေါ့နော်ဆရာကြီးတော်ပဲဆိုးရွားရှိရဲ့နောက်ပြီးတော့တခြားမြေပြင်နဲ့အပိုင်းပိုင်းပေါ့နော် 我在说，怎么提的歪也也不行了哟！你嘛会等对人的社保，不只针我一些老百姓们，搞些的差户，多人偷工节约事业，他们偏偏来应接的，偏偏来不在这行里干咯。哎，都没有，俺都没有事业，马上在上班咯。哎呀，有来多人偷工就留外预备哦，路人呐，预备补票，路人我啊，随在来啊，个咯。哎，提的讲的啊，阿妈俺们会啊，也么没有，怎么树立来的家在，老先家东搞西，搞啥树立来怎么？ ဒီတော်လိုင်းအမြေပြင်ကိုပေါ့နော်တကယ်များများလေးလှူဒန်းပေးနိုင်မယ်ပေါ့နော်ဆန္ဒပြရင်လည်းလမ်းမပေါ်မှာအသက်ပြီးသွားတဲ့ကလေးတွေမှာတပုံကြီးသူတို့အတွက်ကိုကျွန်တော်တို့ကဆက်ကိုလောက်အောင်ပါခုံယူပါရဲခုံယူရဲကစော်ဒီတော်လိုင်းတောက်လျှောက်လုံးပါတာအဲကျွန်တော်ကျွန်တော်အတွက်ဆိုလို့ရှိရင်ဒါလည်းဘဝရဲ့ဘက်တိုင်တစ်ခုလိုပဲပြောလို့လည်းရတယ်ပေါ့နော်နောက်ပြီးတော့ဒီဒီပြီးတော့အမှုပြညာတဲ့တော်လန်ရတဲ့အတွက်လည်းဒါဒီပေါ်ပါလေကျွန်တော်တို့ဟိုအရန်ခုံယူပါရဲပေါ့နော်ဟုတ် ပြုံးပြုံးလေးရုပ်ရှင်ကိုပြီးခဲ့တဲ့ဩဂုတ်လ10ရက်ကဩစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာပထမဆုံးပြသခဲ့ပါတယ်။လာမယ့်နိုဝင်ဘာလ23ရက်မှာလည်းဘန်ကောက်မြို့မှာ ပြသအောင်မှာပါ။ဒါ့အပြင်ကနေဒါနိုင်ငံနဲ့ဆွီဒင်နိုင်ငံတို့ ပါဝင် နိုင်ငံ၅ခုမှာလည်းထပ်တိုးပြသဖို့စီစဉ်ထားပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူးပါအများကြီးမလုပ်ပေးနိုင်တော့မှာပါ။အနည်းဆုံးတော့အာနာရှင်ရဲ့စစ်ဖက်နှက်အောက်မှာ ဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူး။ရန်ကုန်တိုင်းရန်ကုန်မြို့ပြပျောက်ကြား WPA တော်လိုင်းတပ်ဖွဲ့ကရဲဘော်ကီစီနဲ့ရဲဘော်မိုးလေးတို့နှစ်ယောက်ကိုနွေဘာလ16ရက်နေ့မှာစစ်ကောင်စီတပ်ကဖမ်းဆီးတာခံလိုက်ရတဲ့အတွက်သူတို့နှစ်ယောက်နဲ့ဆက်သွယ်ရှိသူတွေရှောင်ရှားကြဖို့ WPA တပ်ဖွဲ့ကတတိပေးထုတ်ပြန်ပါတယ်။ WPA ရဲ့ရဲဘော်တွေဖြစ်တဲ့ KC နဲ့မိုးလေးတို့ဖမ်းခံလိုက်ရတဲ့အတွက်သူတို့နှစ်ဦးနဲ့ဆက်သွယ်ရှိတဲ့သူများရှိပါက လုံးဝအဆက်အသွယ်မလုပ်ပါရန်သတိပေးအပ်ပါတယ်လို့ပြောပါတယ်။ရန်ကုန် UG People Army YUPA ရဲဘော်တွေလည်းအရေးပေါ်နေရာရွှေ့ပြောင်းနေရပြီးရွှေ့ပြောင်းစိတ်တွေလည်းလိုအပ်နေတဲ့အတွက်ရဲဘော်တွေရဲ့ရွှေ့ပြောင်းစိတ်တွေလိုအပ်နေတယ်လို့ဆိုပါတယ်။ YUPA ရန်ကုန်မြို့ပြပျောက်ကြားတော်လိုင်းတပ်ဖွဲ့အနေနဲ့ရန်ကုန်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲနဲ့စစ်ကောင်စီထောက်တိုင်တွေကိုဖောက်ခွဲရေးတွေလုပ်ဆောင်နေတာ ဖြစ်ပြီးစစ်အာဏာသိမ်းမှုကိုမလိုလားတဲ့လူငယ်တွေစူပါမီဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါအပြင်အခက်အခဲများစွာကြားကနေမြို့ပြယူကြည်လုပ်ငန်းတွေလောက်ဆောင်နေတာဖြစ်ကြောင်းမြို့ပြပျောက်ကြားတော်လိုင်းတက်ဖွဲ့တွေစီကနေသိရပါပါတယ်ခင်ဗျာရန်ကုန်နဲ့မန္တလေးမြို့တွေမှာအိမ်သုံး Wi-Fi internet line တွေဟာနိုဝင်ဘာလ၁ရက်နေ့ကစလို့ပြတ်တောက်တာနဲ့ line ကျနေတာတွေကိုကြုံတွေ့ခဲ့ရပြီးနိုဝင်ဘာလဝက်လောက်ရလာတဲ့အထိ line ပြတ်မကောင်းသေးဘူးလို့ဒေသခံတွေကပြောပါတယ်ဒီလို Wi-Fi internet line တွေကမ်းမွန်ခြင်းမရှိသေးတာဟာဘာကြောင့်မလဲမျက်သက်စင်ပေးပို့ထားပါတယ်ခင်ဗျာ ရန်ကုန်နဲ့မန္တလေးမြို့တွေမှာအိမ်သုံး Wi-Fi အင်တာနက်လိုင်းတွေကနိုဝင်ဘာလလေရောက်ချိန်ထိပြန်မကောင်းလာသေးဘူးလို့ဒေတာခန်တွေကဆိုပါတယ်။နိုဝင်ဘာလတရနေ့ကစတင်ပြီးရန်ကုန်မြို့နယ်မန္တလေးကအိမ်သုံး Wi-Fi အင်တာနက်လိုင်းတွေပြတ်တောက်တာနှီးကွေးတာတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးအခုတော့ပြတ်တောက်တာမျိုးတော့မဟုတ်ဘဲနှီးကွေးတဲ့အခြေအနေတွေရှိနေစေဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မြို့ဒေတာခန်တယောက်ကလည်း အိမ်သုံး wifi အင်တာနက်လိုင်းတွေမကဘဲမိုဘိုင်းဒေတာတွေပါသုံးလို့အဆင်မပြေသေးဘူးလို့အတည်ပြုပါတယ်။ရွေးကောက်ပွဲနီးတာကြောင့်အခုလိုအင်တာနက်လိုင်းနှစ်အောင်လုပ်ထားတယ်ဆိုတော့ပြောဆိုမှုတွေရှိနေကြောင်းလဲသူကဆိုပါတယ်။ဒီကနေ့ကတော့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  ရောက်ပြီဆိုရင်မကောင်းဘူးလို့ဒါအဲ့ဒီမာနာရတဲ့ဘူနာစေနာရောက်ပုံပုံဆိုရပါ။ညာအိကစလနာရီကျော်ဘူနာဆိုလို့ရှိတယ်ကောင်း။ညာဘီဘောအိကစကောင်းမန္တလေးကဒေသခံတယောက်ကလည်းလက်ရှိအချိန်ထိအိမ်သုံး wifi internet line တွေသုံးလို့အဆင်မပြေသေးဘူးလို့ဆိုပါတယ်။သူ့ရဲ့ပြောကြားချက်ကတော့လုံခြုံရေးအခြေအနေအရ DVB သတင်းတောက်တယောက်ကအတန်အစားထုတ်ဖတ်ကြားပေးထားပါတယ်။ အခုထိမကောင်းသေးဘူးည6:00နာရီကနေ7:00နာရီထိဆိုရင် လုံးဝအဆင်ပြေဘူးအဲ့နောက်ပိုင်းတော့တုံးလို့ရတယ်မိုဘိုင်းဒေတာကတော့အဲ့လောက်မဟုတ်ပါဘူးနည်းနည်းအဆင်ပြေတယ် fiber တွေဖြစ်တာဒါပေမဲ့ my dear fiber ကျတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ဒီလို internet ဝန်ဆောင်မှုတွေပြတ်တောက်ခဲ့တာနဲ့လက်ရှိအချိန်ထိနှေးကွေးနေတာနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ဘက်ကတရားဝင် ထုတ်ပြန်ချက်တွေတော့မရှိပါဘူး internet ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတွေကတော့ဒီလိုဖြစ်နေတာတွေက သုံးဘက်လောက်ကြမှာဖြစ်ပြီးဘာကြောင့်ဆိုတဲ့အဖြေကတော့ကျေနပ်စရာမရှိပါဘူးအင်တာနက်လိုင်းတွေမကောင်းမွန်ရခြင်းကအင်တာနက်ကေဝေးဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကြီးတွေရဲ့ပင်လယ်ရောက်ဆက်ကြောင်းဖိုင်ဘာကေဘယ်ချိုရင်းချက်တွေကြောင့်လို့အင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေက ပြောဆိုခဲ့တာပါ အမှန်တကယ်သာပင်လယ်ရောက်ဆက်ကြောင်းဖိုင်ဘာကေဘယ်တွေချိုရင်းတာကြောင့်ဆိုရင်တော့အရင်ကဖြစ်ခဲ့တဲ့ကာလတွေနဲ့ရှင်ကြည့်ရင် ဒီလောက်ကြာတဲ့ပြင်ဆင်မှုရှိခဲ့တာမျိုးမတွေ့ရဘူးလို့လေ digital ခွင့်ရေးလှုပ်ရှားသူတွေကဆိုပါတယ်။ internet သုံးဆွဲသူတွေကြာဒီလို internet line တွေသုံးလို့အဆင်မပြေအောင်နှီးခွေအောင်လှုပ်ဆောင်တာဟာရွေးကောက်ပွဲနှီးတာကြောင့်တမင်လှုပ်ထားတယ်ဆိုတဲ့တန်တရားနဲ့ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုစောင့်ကြည့်ထောက်လှမ်းမှုတရုံနီးပညာ Keynote Words တွေကိုတက်ဆင်စမ်းသပ်နေတာကြောင့်ဆိုတဲ့တန်တရားတွေပြန့်နှံ့နေတာလည်းဖြစ်ပါတယ်။ မြန်မာ Internet Project MIB က Digital အခွင့်အရေးလှုပ်ရှားသူကိုတိညံကတော့ဒီတန်တဲ့ယူဆချက်တွေဟာဖြစ်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။ဒီပြုတ်ပြန်နေပြီလားဒီ Digital Network ရဲ့အနေပညာတွေနဲ့ဒီအသုံးပြုနေရဆိုရဟာဒါတင်ကြတယ်ကျွန်တော်ရတဲ့အထောက်ထားအချက်အလက်တွေနောက်ကျရှိဖြစ်တဲ့အခင်းအချင်းအချင်းတွေအရာကတော့ဒါအဲတင်ကြတယ်ပေါ့နော်။ အဲခုနပြောတဲ့ဒါတွေကိုဆက်လက်လုပ်နေလို့ internet တွေနှိမ့်နေတာလားအဲဒါတွေကိုစမ်းသပ်နေလို့ internet တွေနှိမ့်နေတာလားဆိုရင်ဟာကတော့အတည်ပြုလို့မရသေးဘူးဒါပေမဲ့အဲ့ဒီအခြေအနေလည်းကျွန်တော်တို့ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့တော့ကျွန်တော်တို့ရတာတဲ့အချက်လက်တွေပေါ့လေဟိုခုနပြောတဲ့ဒီလက်ရှိနှိမ့်နေတဲ့ဟာနဲ့ပတ်သက်ပြီးတော့ရတာတဲ့အတည်မပြုနိုင်တဲ့အချက်လက်တွေအရမှလည်းအဲခုနဒီဒီနည်းပညာတွေကိုကတ်ဆင်နေတယ်ဆိုတဲ့ဟာကအဲဟိုယူဆ နိုင်စရာအကြောင်းရှိတယ်ပေါ့နော်ဆိုတော့ငွေကြီးခင်းချင်းအရာဆိုရင်စက်ပုတ်ဆိုတာဖြစ်လို့မဲ့ဒီအတူရောင်ရေကောက်ပွဲအဲဒုတိယပိုင်းတတိယပိုင်းကြရလဲရှိနေတယ်ပေါ့နော်ဆိုတော့ဖင်ဖိုင်ထဲမှာလည်းဒါအဲသူတို့ဒီရေကောက်ပွဲကိုအကြောင်းပြုပြီးတော့အစိုးရဘက်အပြောင်းလဲလုပ်တာလို့ပုံကြောင်းလေးဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီကာလတွေအတွက်သူတပြည့်စင်ကိုရတယ်ကဘာပေါ်ကနိုင်ငံပေါင်း100ကျော်ရဲ့အင်တာနက်လွတ်လပ်ခွင့်အတွက်အညွှန်းကိန်း20ခုကိုတွက်ချက်ကြည့်ရမှာမြန်မာကတရမှာ6မှတ်ပဲရပြီး အဆိုးဆုံးဆိုတဲ့အခြေအနေကို တရုတ်နဲ့အတူယက်တီနေတယ်လို့လူခွင့်ရေးဆောင်ကြီးမှတ်တမ်းတင်နေတဲ့ Freedom House ရဲ့ Human Rights မြန်မာကထုတ်ပြန်ထားပါတယ်။ကျမမြတ်သိစင်ပါရှင်။ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်မှာပါလက်ဗနွန်နိုင်ငံနဲ့တောင်ပိုင်းနယ်စပ်ကအစ္စရေးဘက်ခြမ်းမှာနွေဘာလ16ရက်ကဆက်လို့ရေလုံသားတွေကိုတွေ့ရတာပါလက်ဗနွန်တောင်ပိုင်းနယ်စပ်တစ်လျှောက်အပြာရောင်မြင်းထက်ကျော်ပြီးအစ္စရေးကကွန်ကရစ်ဒရိုင်းတစ်ခုဆက်လက်ဆောက်လုပ်နေတယ်လို့လက်ဗနွန်သမ္မတနိုင်ငံကဆိုပါတယ်အပြာရောင်မြင်းဆိုတာဟာကုလသမဂ္ဂအမေဘုံပေါ်မှာရေးဆွဲထားတဲ့အနေအထားမြင်းဖြစ်ပါတယ်အစ္စရေးတပ်ဖွဲ့တွေက2000ခုနှစ်မှာ လက်နော်တောင်ပိုင်းကနေထွက်ခွာသွားချိန်မှာအပြာရောင်မြင်းစီကိုဆုတ်ခွာသွားခဲ့တာပါတိုင်းကြောက်လက်နော်နယ်မြေစတူယမ်မီတာ၄000ကျော်စီဒေသခံပြည်သူတွေဝင်ရောက်ခွင့်မရှိဘဲပိတ်ဆို့ထားတယ်လို့ကုလသမဂ္ဂအထွေထွေတွင်မှုချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူစတက်ဖနီဒူဂျာရက်ကနွေဘာလ၁၄ရက်နေ့မှာပြောပါတယ်တိုင်းကအပြာမြင့်ကိုဖျက်ချော်သွားတဲ့ဆိုတဲ့ဆွဲချက်ကိုအစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူတို့ကတောက်ကြနေမှာညင်းဆိုပါတယ် တတိုင်းဟာ2022ခုနှစ်မှာစတင်တည်ဆောက်ခဲ့တဲ့ပိုကျဲတဲ့ Israel ကာကွယ်ရေးတပ်ရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ပြောရေးဆိုခွင့်ရှိသူက Israel ကာကွယ်ရေးတပ်ဖွဲ့တွေကိုရည်ညွှန်းပြောကြားခဲ့ပါတယ်ခင်ဗျာဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးမှာပါပြင်သစ်တိုက်စစ်မှုအမ်ဘာဘေဟာချေချင်းဝက်ဒဏ်ရာကြောင့်အသင်းလေ့ကျင့်ရေးစခန်းကနေထွက်ခွာသွားပါတယ် ပြင်းထန်အသင်းကားဆောင်ဟာယူကရိန်းကိုလေကိုးကိုမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာနှစ်ကိုးသွင်းတကိုးဖန်တီးပေးခဲ့ပြီးခြေစွမ်းပြခဲ့သူပါအဲ့ဒီပွဲစဉ်မှာမိနစ်60ပြည့်ကစားသွားခဲ့ပေမဲ့နောက်တနည်းမနက်မှာတော့ညာဘက်ခြေချင်းဝန်းမှာနာကျင်မှုဝေဒနာခံစားခဲ့ရပြီးလေ့ကျင့်နိုင်ခြင်းမရှိတော့တာကြောင့်အသင်းလူစင်းကနေနှုတ်ထွက်သွားခဲ့တာပါအမ်ဘာဘေအနေနဲ့ကြံ့ခိုင်မှုမပြည့်သေးတာကြောင့်လိုအပ်တဲ့စစ်ဆေးမှုတွေလုံဆောင်သွားဖို့လိုအပ်ပြီးဒဏ်ရာထမရဖို့နဲ့မိခင်ကလပ်အသင်းရဲ့ ပွဲစဉ်ဇယားတွေအပေါ်ထက်ထွက်ပြီးကလပ်အသင်းစီပြန်လည်စေလွတ်ခဲ့ကြောင်းပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကသတင်းထုတ်ပြန်ပါတယ်။ Real Madrid အသင်းဟာလာမယ့်တစ်ပတ်လာလီဂါပွဲစဉ်မှာ LC အသင်းနဲ့တွေ့ဆုံနေပြီးအမ်ဘာပေပါဝင်နိုင်ခြင်းရှိမလားဆိုတာဒဏ်ရာအခြေအနေကိုအသေးစိတ်စစ်ဆေးပြီးမှသာဆုံးဖြတ်သွားဖို့ရှိနေပါတယ်ခင်ဗျာ။ DVB ရမြင်တန်ကြားညနေ၄နာရီသတင်းလေးကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းလေးကိုဖြည့်ဆွတ်ပြီးတော့တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ